န်သားသမီးတွေမိဘမဲ့ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့အခုလိုမျိုး ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားနဲ့အမလှုပ်ပေးနိုင်နေပေါ့နော်နောက်ထပ်ကလေးတွေလည်းလှုပ်ပေးအောင်မှာစူးစမ်းမှာအမအသက်ရှင်နေတဲ့အမအများကြီးစူးစမ်းမယ်တို့တို့အတွက် ရအောင်မြင်လာပါခင်ဗျာလူတွေအားလုံးချမ်းသာသူပဲဖြစ်ပါနဲ့ပြည့်စုံနေပါသည်ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့ကျွန်တော်ကြီးဆုတောင်းမှုပြုလို့ရတော့တကယ်မှကျွန်တော်တို့ PD ဖြစ်ဖို့ကောင်းတဲ့ဒါဖလာဟီတာမင်းနေမင်းကြီးဒါမမေခိုင်နှင်းဝေရေပေါ့နော်အများခေါ်ကြတယ်မမေခိုင်နှင်းဝေရေကျွန်တော်တို့တကယ်မှ PD ဖြစ်ဖို့ကောင်းတဲ့ဒါအလှပွဲလေးပေါ့နော်မမေခိုင်နှင်းဝေရတော့ဒါမိဘမိုက်ကလေးတိုင်းကအသင်ငယ်စရာ တင်းငယ်မတင်းငယ်စီရောက်ဘူးမိဘမဲ့ကလေးတိုင်းအောင်မတင်းငယ်စီရောက်ဘူးမိဘမဲ့ကလေးဆိုပြီးတော့လေသူများတွေနှိမ်မှုမလူဘူးပေါ့နော်တကယ်ဥမာသူ့ရင်ထဲကသူ့သားသမီးတွေအတွက်ဒါတဲ့ကျွန်တော်တို့ကကွယ်ပြီးတော့ဒါပြောသွားတာပေါ့နော်ဟုတ်တယ်ဗျလူတိုင်းကကျွန်တော်မိဘမဲ့ကလေးဆိုတာနဲ့အတန်ကြားလိုက်တာနေတယ်တချို့လူတွေရှိတယ်ပေါ့နော်ဒါဟိုသားသမီးတွေအတွက်မမမမဒါယက်တီဒါပြောသွားတာပေါ့နော်ဒါသူ့ရဲ့မခနဲ့ဝင်ရဲ့ဒါအလှူလေးပေါ့နော်သူ့သားသမီးတွေဒါနာသာရှင်ပြု တကယ်ဥမစီကတိုင်များစွာအချင်းပါခဲ့တဲ့အလှူလေးရက်ဓမ္မခဏင်ဝေးရက်ဒါပိတိစကားတန်လေးကိုကျွန်တော်တို့ကြည့်လိုက်အောင်နော်လို့လေအဲခလေးတွေငါသားငါသားသမီးတွေမိဘမဲ့ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့အခုလိုမျိုးကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားနဲ့အမလှုပ်ပေးနိုင်နေပေါ့နော်နောက်ထပ်ခလေးတွေလည်းလှုပ်ပေးအောင်မှာစူးစမ်းမှာအမအသက်ရှင်နေတွေ့အမအများကြီးစူးစမ်းမယ်တို့တို့အတွက် လေးတိုင်းမတင်ငယ်စေရအောင်မိဘမဲ့ကလေးဆိုတာသူများရဲ့နှိမ်ဖို့မဟုတ်ဘူးတင်ငယ်ဖို့မဟုတ်ဘူးမိဘမဲ့ကလေးဆိုတာမိဘရှိတဲ့သားသမီးနဲ့ဓာန်တူစိတ်ခံစားခွင့်ပျော်ရွှင်ခွင့်ရှိရမယ်ဒါအမကလေးတွေအမွေးတဲ့အဓိကရည်ရွယ်ချက်ပေါ့နော်စီပြည့်ဖြစ်တာပေါ့နော်ဟန်တာရယ်ကိုမွေးထားတဲ့ကိုကလေးလေးတွေလေရတားလေးတွေကမွေးထားဆိုတော့ ဖန်းတာပေါ့ပျော်တာပေါ့ဒီနေ့ဒီနေ့ကိုမစောင့်နေကြပဲလေစံမွေးကလေးကဒီနေ့ကိုစောင့်နေခုတော့ဒီနေ့အကောင့်ထဲပေါ်နိုင်တာအမရဲ့ကလေးတွေမွေးရမွေးခြင်းအဓိကကြီးမားတဲ့ရည်ရွယ်ရည်ရွယ်ချက်ပေါ့နော်ရန်ဝတ်တာရန်ပြော်ကျွန်တော်ဗျာစင်နာကြီးကိုသာသမီတယောက် မိဘတယောက်အရှင်ပြုပေးတဲ့အရှင်ပြုပေးတဲ့နေရအဲ့နေရမိဘတို့တကယ်ဟိုမှဟိုအပြုံးပီတီဝေစားတဲ့နေပဲဗျတကယ်ဟိုမှပျော်ရွှင်ရတဲ့နေပေါ့နော်ကိုမွေးထားတဲ့သားသမီးတယောက်လူလားမြောက်လာလို့ကျွန်တော်တို့နောက်ဆုံးနော်ဖခင်ရဲ့သားတော်အဖြစ်ပို့ကိုယ်တိုင်အနှင်ပေးတဲ့နေလေးဆိုတော့တကယ်ဟိုမှမပျော်ပဲနေပါပါဗျာအထူးသဖြင့်ပို့ပျော်ဖို့ကောင်းတော့မခံနေဘူးနော်သူရဲ့သားသမီးကိုကိုနဲ့လွယ်ကြီးမမွေးရပါပဲနော်ကျွန်တော်တို့ ဒီကလေးတွေကိုကျွန်တော်တို့ဥဝဲဆိုတဲ့ရနော်မိဘတွေလက်ထက်ရဟိုလှုပ်ပြီးတော့မခန်နေဝရှိရောက်လာပြီတော့နော်တကယ်ဥမဒီကလေးတွေကျမ်းမှာတန်ဆွမ်းလူလားမြောက်ဖို့အတွက်ကိုမိခင်အရင်သက်ဖွယ်ကျွန်တော်တို့မိခင်ရင်မဲ့ဆိုပါတော့ဗျာပြူစုဆောက်ရှောက်ပြို့ထောင်လူလားမြောက်လာတဲ့အချိန်မှာဒီလိုသာသနာပေါင်းကိုဘုရားရဲ့တားတော်အဖြစ်ကျွန်တော်တို့အနှင်းဒါဝတ် သင်္ကန်းစီဝေးလိုက်တာသူ့ညနေမှာဘယ်လောက်ပြောမလဲဗျာကျွန်တော်တို့တော့အကြည့်နေနေတကယ်ဥမာ PD ဖြစ်ရတယ်ဗောနော်တကယ်ဥမာလဲဝန်တာအကုန်ယူရတယ်မခန့်နေဘူးတဲ့ဒီတဲ့မကလည်းကျမ်းမှာချမ်းသာပြီးတော့လှူနန်းတန်းနိုင်ပြီးတော့သာသမီချစ်တော်မမေခန့်နေဝေးနော်ဖြစ်ပါစေလို့ဆုတောင်းပေးပါနော်ဒီမှာတော့သာသမီအများကြီးရတယ်နော်နှုတ်ချိုတိုင်ပြင်းမွေးလာတဲ့ခလေးလေးတွေသမီးတွေဆိုလဲဒီတိုင် ါလေအော်ရင်းထဲလိုက်လိုက်ပြီးတော့တက်လာတာမအရင်ထဲမှာပျော်တယ်မငိုချင်ဘူးဒါပေမဲ့အရန်ဝမ်းသာတယ်ပေါ့နော်ဒီတဲကိုဝင်လာတဲ့ဒါဗိတ်သိက်သုံးဖို့ဝင်လာတဲ့ကြောင်လဲချိန်မှလည်းအမအရန်ပျော်တယ်ငါကလေးတွေငါသားငါသားသမီးတွေမိဘမဲ့ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့အခုလိုမျိုးကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားနဲ့အမလှုပ်ပေးနိုင်နေပေါ့နော် နောက်ထပ်ကလေးလည်းလှုပ်ပေးအောင်မှာစူးစမ်းမှာအမအသက်ရှင်နေသူရဲ့အမအများကြီးစူးစမ်းမယ်သူတို့အတွက်ဘာဖြစ်လို့လဲဆိုတော့မိဘမဲ့ကလေးတိုင်းမတင်ရင်စေရအောင်မိဘမဲ့ကလေးဆိုတာသူများရဲ့နှိမ်ဖို့မဟုတ်ဘူးတင်ငယ်ဖို့မဟုတ်ဘူးမိဘမဲ့ကလေးဆိုတာမိဘရှိတဲ့သားသမီးနဲ့ဒန်းတူစိတ်ခံစားခွင့်ပျော်ရွှင်ဝင့်ရှိရမယ်ဒါအမကလေးတွေကိုမွေးတဲ့အဓိကရည်ရွယ်ချက်ပေါ့နော်အဲ့ဒါကိုအကောင့်ထဲပေါ်နိုင်တော့ဝမ်းသာတယ် အဲ့ဒါလည်းပို့ပြော်တယ်ဘာလို့ဆိုတော့အမားလုပ်တဲ့လုပ်ငန်းကိုပေါ့နော်အမှုပညာရှင်တွေကအခုလိုအတိမတ်ပြုတယ်ဆိုတော့အဲ့ထဲထဲဝင်အမားနဲ့ပေါင်းအမားနောက်ပိုင်းရှူတင်နေပြန်ရိုက်လာတဲ့အချိန်မှာအမားရဲ့စိတ်ထဲအမားကလေးပေါ်မှာထားတဲ့ပုံကိုသူတို့နားလေအရင်တော့ကတော့အမားကိုကလေးတွေပေါ်ပင်မွေးတယ်လို့ထင်တယ်ဒါပေမဲ့အမားကကလေးတွေပေါ်မှာအရင်စိတ်နစ်ပြီးတော့လုပ်တဲ့အခါအမားနဲ့ရက်တွဲရိုက်တဲ့အမှုပညာရှင်တွေကောင်ကအမားရဲ့ အချောင်းကိုတိလာတဲ့အခါကျတော့အမပေါ်မှာနားလဲလာတယ်ချစ်လာတယ်အဲ့တော့အမရဲ့ကလေးတွေဆိုလို့ရှိရင်သူတို့မငြင်းမညူနဲ့လာပေးကြတော့အရန်ဝတ်တာဒါမှဒီလောက်ထိလာမယ်လို့အမမထင်ခဲ့ဘူး